မင်္ဂလာပါမြန်မာ top entertainment မှာကြိုဆိုပါရစ်ကျွန်တော်လူပြိုကြီးပါအခုတစ်ခါမှာတော့စာရေးဆရာခတ်စော်ရဲ့အမောင်တဲမှာမင်သားများ1990အခန်း78ကို ပြောပြပေးသွားမှာဖြစ်ပါတယ်ကဘာကြီးဖျားလန်းကဖြတ်သွားတိုင်းထူချန်ကျဲကြီးကိုဘေးရာတတိထားမိနေသေးမှာကြာပါပြီချန်စီကိုအမြင်ကြီးများကာရန်ထားပြီးနောက်ဆုံးပေါ်ကားချုပ်ဝင်ထွက်နေသည်ကိုလည်းတွေ့ဘူးပါတယ် အဝင်အဝရှိလုံခြုံရေးဂိတ်တွေတွင်ဘေရာကဖိတ်စာကိုပြလိုက်ပါတယ်။ရှော့ရှော့ရှူရှူပင်ဝင်ခွင့်ပေးလိုက်ပါတယ်။အလူပြီးဆုံးချိန်လောက်မှတမင်တကာရောက်လာသည်မို့ခြံဝင်းထဲတွင်ကားများပင်တိမ်မရှိတော့ပါဘူး။ဝင်ကြီးဤသားဖြစ်သူ အရာရှိကြီးနှင့်သူတပည့်များကိုဘေရာကအရင်သွားနှုတ်ဆက်လိုက်ပါတယ်။ဘေရာကလောမီသားစု၏ကုမ္ပဏီနာမည်ကိုပြောပြလိုက်တဲ့အခါသူတို့ကဖော်ဖော်ရွရွပင်ဆက်ဆံကြပါတယ်။ အိမ်ထဲသို့ဝင်လာတဲ့အခါဝင်ကြီးအားကာရာပြုတ်လို့ကြောင်းခွင်တောင်းလိုက်တာကြောင်းအရှိဆုံးဝိုင်းတွင်ဧည့်သည်များကိုအဲ့ခံနေတဲ့ဝင်ကြီးကိုသူ၏ကိုယ်ရည်အရာရှိကကပ်ပြောလိုက်ပါတယ်။ဝင်ကြီးကဗေဒါကိုတစ်ချက်လှမ်းကြည့်လိုက်တာကိုဗေဒါတတိထမိလိုက်ပါတယ်။အနောက်ကအဲဆောင်ထဲမှာခဏစောင့်နေပေးပါ။ဝင်ကြီးကိုယ်ရည်အရာရှိကဗေဒါကိုအိမ်ကြီးအနောက်ဘက်ခြံဝင်းတွင်မှအဆောင်လေးသို့ခေါ်သွားပါတယ်။ထိုနေရာသည်ဝင်ကြီးစိတ်အေးတသက်အနာယူသည့်နေရာမှန်ဗေဒါခံမှန်းမိပါတယ်။ နိုင်ဝက်ခန့်ကြားတဲ့ခါမှာတော့ဝင်းကြီးနဲ့သူ၏ကိုရီးယားရှိတို့ရောက်ရှိလာပါတယ်။မင်းနာမည်ဟာဟောဘေရာကမြ။ဘေရာကသူ့ကိုသူမိတ်ဆက်ရင်လက်ထဲမှာကားတော်ကို ဝင်းကြီးရှိတို့လက်နှစ်ဖက်ဖြင့်ပေးလိုက်ပါတယ်။ဟောအဘရဲ့အလူပွဲအတွက်ကုမ္ပဏီကပေးတဲ့ကားရက်လက်ဆောင်ပါ။ဝင်းကြီးကကားတော်ကိုကိုရီးယားရှိထံပေးလိုက်ပါတယ်။ကိုရီးယားရှိကထွက်ခွာသွားပါတယ်။မင်းတို့ဥက္ကဋ္ဌကြီးရောနေကောင်းရဲ့လား။ နောက်ကိုချူးတို့ရောအော်ဟုတ်ကဲ့ခင်ဗျအော်သူတို့ကလည်းဝင်းကြီးကိုကိုတိုင်ဂါရာပြုတ်ကျင်နေတာပါဒါပေမဲ့အပါကြီးကစိတ်ဆစ်ဖို့ထိုင်မှန်းကိုသူတို့နှစ်ယောက်လုံးရောက်နေကြတော့ကိုတိုင်မလာနိုင်ကြတာပါခဏကြာမှတော့ဝင်းကြီးကိုရေးရရှိပြန်ရောက်လာပါတယ်ဝင်းကြီးကိုခတ်တိုးတိုးဖြင့်အစီရင်ခံပါတယ်ဝင်းကြီးမျက်လုံးများကတိတိတသာဝင်းလက်သွားပါတယ်ကဲဗေးတာမင်းတို့ဥက္ကဋ္ဌကိုပြောလိုက်ပါဂါရဝလက်ဆောင်အတွက်ကျေးဇူးတင်ပါတယ်လို့ အော်ဟုတ်ကဲ့နောက်ဥက္ကဋ္ဌပြောလိုက်ပါသေးတယ်ဗျဒီချန်တဝင်းလုံးစာအတွက်ကြောက်စိမ်ဘဂါသားတွေခင်းဖို့လက်ဆောင်ဖြစ်ပေးချင်ပါတယ်တဲ့ဝင်းကြီးကနှင်းနှင်းချိုက်ချိုက်ပြောလိုက်ပါတယ်အေးကောင်းလေမင်းစကားပြောတဲ့ပုံစံကငါအတီတယောက်နဲ့တော်တော်တူတယ်မင်းတောင်သားစာတိလားအော်ဟုတ်ကဲ့ကျွန်တော်ဖေကလောက်ကညုံမူကြီးဥွှေမှာပါဟေးဝဲလောင်သားကိုရွှေမောင်းလားအော်ဟုတ်ပါတယ် ဒါဆိုမေမေကရည်ရည်ဆိုးပေါ့အော်ဟုတ်မေအဖေနဲ့ငါနဲ့ကမန္တလေးတက္ကသိုလ်မှာအတူတူကငါမန္တလေးတက္ကသိုလ်ရောက်တော့သူပဲအကုန်ကူညီပေးခဲ့တာငါကျောင်းဆရာလို့တော့လဲမေမေနဲ့အတူတူတကြောင်နဲ့ဒါကြောင့်မေမျက်နှာပေါက်ကိုငါရင်းရင်းနေနေတိနေတယ်လို့လို့ရှိနေပါတယ်လို့ဩရွှေမောင်နဲ့ရည်ဆိုးသားကိုမေမိပါရောအခုပဲမလဲကွယ် ဟိုဆုံးသွားကြပါပြီ။ဩကြပြီလား။ဟုတ်ဟုတ်ကြပါပြီဗျ။အေးကွာစိတ်မကောင်းလိုက်တာ။ဘာပဲဖြစ်ဖြစ်ကိုရွှေမောင်သားဆိုတော့လေငါတို့အမျိုးတွေလိုပဲပေါ့ကွာ။မင်းနာမည်ဘသူ?ဟိုပေးတာပါအဖ။အေးပေးတာ။ကဲပေးတာ။ရော့ဒါငါကင်နဲ့ဖုန်းနံပါတ်လိုတာရှိအချိန်မြင့်ဆက်ကွာ။ဟုတ်ကဲ့ ဟိုဒါလည်းကျွန်တော်ဖုန်းနံပါတ်ပါအဘလိုအပ်တာရှင်ခိုင်းဆရာရှင်ကျွန်တော်ရှိနေပါတယ်အခုတော့ကျွန်တော်ခွင့်ပြုပါအောင်အေးအေးအေးနောက်လည်းအလုပ်ကိစ္စမရှိပေမဲ့ငါအိမ်ကိုဝင်ထွက်ကွာဗီတာကိုယ်နေသားချင်းချင်းပဲဟုတ်ပါလားစီစီလုံးလုံးရှိရမှာပေါ့ဝင်ကြီးကဗီတာကြီးပခုံးကိုဖက်ကရင်းရင်းနေနေလဲပါဗီရာဖို့ပထမဆုံးခြေလှမ်းတွင်ပင်သူ့နေမြေထဲသို့ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်းသဘောပေါက်လိုက်ပါတယ် ဗေရာကဝင်ချင်းနဲ့တွေ့ဆုံခဲ့တဲ့ခြေနေကိုမစ္စတာလူထံအသေးစိတ်အစီရင်ခံလိုက်ပါတယ်မစ္စတာလူကဗေရာအားလောလောဆယ်တွင်မြည်သည့်အလုပ်တာဝန်မှမပေးထားဘဲဝင်ချင်းနဲ့ထုတ်ထပ်ပို့သည့်ယင်းနေပတ်သက်မှုများရရှိအောင်လှောက်ထားရန်နှင့်မြည်သည့်ကိစ္စမဆိုသူတို့ဘက်မှပံ့ပိုးပေးမည်ဖြစ်ကြောင်းသာပြောဆိုထားပါတယ်မစ္စတာလူရဲ့ operation တစ်ခုလုံးကိုဗေရာမသိတော့လဲဗေရာ၏တာဝန်မှာဝင်ကြီးနဲ့ယင်းနေအောင်ပေါင်းတင်ဆက်ဆံရေးဖြစ်လာခြင်းပါပဲ။ ဒေါ်ကိစ္စပြီးလင်းဂျာနိုနဲ့ဗေရာကိုစင်ကာပူသို့ဆေးလွတ်မည်ဆိုသဖြင့်ဗေရာကလည်းစိတ်အားထက်သန်နေပါတယ်။မေယူဂျေမွန်ကလည်းအေအာဤတိုက်ခန်းမှပြန်လာပြီးကြတဲ့ကဗေရာကိုအဆက်အသွယ်မလုပ်ပါဘူး။ဗေရာကလည်းဝင်ကြီးနဲ့နှိစက်ရေးအတွက်သာအားထုတ်နေရသဖြင့်မအားပါဘူး။ဝင်ကြီးဤတစ်ချမ်းလုံးကိုကြောက်စိမ့်ပကသားများခင်းပေးရသည့်ချိန်တွင်ဗေရာနှင့်ဝင်ကြီးဤဆက်ဆံရေးကပုံမရင်းနှီးလာခဲ့ပါတယ်။ဗေရာမိဘများအကြောင်းအမများအကြောင်းလည်းမေးမြန်းထားပါတယ်။ ဗေဒိုက်ဘွားကိုတီးရတဲ့အခါစေမကောင်းအတော်ဖြစ်သွားပုံပေါ်ပါတယ်ဗေဒါကလည်းတမင်တကာဆက်နာအောင်တာတာထိုးပြောရသည်ပေါ့ဝင်းကြီးကသူ့သားများထပ်ပင်အသက်ငယ်သေးသောဗေဒါကိုခင်လူငယ်တယောက်အနေဖြင့်အတော်လေးအထင်ကြီးထားပါတယ်ဝင်းကြီးအလုပ်ပင်ပန်းတစ်ဖြစ်စိတ်အေးလက်အေးအနားယူသည့်အခါတိုင်းတယောက်တည်းဝီစကီတောက်လေးရှိပါတယ်။ထိုအချိန်တိုင်းအပြင်းပြေစကားပြောခြင်းလို့ဟုဆိုကာအာဖုန်းဆက်ခေါ်တတ်ပါတယ်။အိမ်နောက်ပေရာကြုံခဲ့ဘူးရတဲ့ထောင်ထဲကိစ္စများ ရန်ကုန်မြို့ဤညာဘက်ဈေးခွက်များအကြောင်းဗေဒာတိသည်မြမော်ဒယ်များရုပ်ရှင်လောကအရှုံများအကြောင်းမေးမြန်းတတ်ပါတယ်အတက်မှာတော့ဝင်ကြီးကရန်ကုန်မြို့တော်စီပင်ဤဥရိုဆိုင်ခင်းအပန်းဖြေစကန်တွေခောက်သွားရရင်ဗေဒာအားလန့်ခေါ်လိုက်ပါတယ်ညနေပိုင်းမှာဗေဒာရောက်ရှိသွားပါတယ်ဗေဒာကသူ့လက်ထဲတွင်ပါတဲ့အနီအောင်ပိတ်ဆပြထုတ်ထားတဲ့ပလင်းလေးကိုရှေ့တူးပေးလိုက်ပါတယ်အဖဒါတရုတ်ယူရာတိုင်းအားစေပါကတ်သမင်ကားရဲ့ငစီပေါင်းနဲ့လှုပ်ထားတာ ကျွန်တော်တို့ဥက္ကဋ္ဌကထိုင်ဝမ်ကပြန်ရှာရှာပပရလာလို့အဖအတွက်ကျွန်တော်ယူလာပေးတာ အားစီ ဟုတ်လားအားတွေကောင်းတာတော့กว่าပေးတာရဗေဒါကလက်ညှိုးလေးကိုထပ်မက်မက်လှုပ်ပြလိုက်ပါတယ်ဝင်းကြီးကသဘောတကျဖြင့်ရှီလိုက်ပါတယ်ခတ်တာกว่าအားတွေရှီလာတော့ယောအားတွေကအလကဖြစ်နေမှာဗောမောင်းပေးတာရဝင်းကြီးနေခင်မင်ခဲ့တဲ့တလပဲမပြေသေးပါဘူး ်ဗေဒါအတူကြိုက်ကိုတဖြည်းဖြည်းရိပ်မိလာပြီဖြစ်ပါတယ်ထို့အတွက်လည်းမစ္စတာလွတ်နဲ့အသေးစိတ်စီစဉ်လာခဲ့ပြီးသားပါဗေဒါကပန်းရောင်အေဗန်အသေးလေးတစ်ခုကိုဝင်ကြီးရှေ့သို့ခြာပေးလိုက်ပါတယ်ဒါကဘာလဲကွာဟိုအဘဟိုနေ့ကဟိုစကားဆက်မိလို့ပြောတယ်လေဟိုလောကထဲမှာမော်ဒယ်တွေရောရတာလားဆိုတာဟိုရပါပါရေဒီအေဗန်နဲ့ဟာလေးတွေပေါ့ဟာဒီကောင်လူကြီးကွာ မင်းကငါနောက်ပြီးပြောတာကွာတကယ်ဒါမျိုးတွေယူချလာကြလားဟမ်ဒီကောင်တော့ကွာဘိုးတော်ပြောပါပြီဗေရာစီတို့အရက်ပလင်းကိုတွန်းပို့ပြလိုက်ပါတယ်အသင်ရှိနေတဲ့ခွက်အလွတ်ထဲသို့ဗေရာကရေခဲနဲ့ကော့ညက်ကိုရော့ဆက်ထည့်ပြလိုက်ပါတယ်ကြာငါကောင်မင်းကတော့တကယ်ကောင်ပဲဒါပေမဲ့အေဗန်ကိုမူလုံးဝတုတ်ထီမကြည့်ပါဘူး တခြားကျောင်းဝမ်းများသာရှောက်ပြောနေပါတယ်ဘေးဒါလည်းအလိုက်တယ်မှာည9နာရီခန့်ရှိတဲ့အခါဘေးဒါလည်းတဝက်ကျိုခဲ့ပါပြီမနက်အဖိုးကြီးကသူ့မြင်းနဲ့အတူဒီဟိုလာမှာစောစောထားရအောင်မယ်ကွာဘေးဒါပြန်ချင်းတမ်းမှန်းတီးလိုက်ရပါတယ်ဘေးဒါကဝင်ကြီးကနှုတ်ဆက်ကထပြန်ရန် ပြန်လိုက်ပါတယ်အေဗန်ကိုမူတမင်မေ့ချင်အောင်စောင့်ခဲ့လိုက်ပါတယ်ဘေးဒါကကားကိုဆက်နိုးနေစဉ်ဖုန်းဝင်လာပါတယ်ဝင်ကြီးထမှာပါ ပေးတာမင်းကအေဗန်ကြီးငါလာပေးတာတော့ဟုတ်ပါပြီကွာနေရာကရောပေးတာပြုံးလိုက်ပါတယ်ဟောအဲ့အတွက်လဲစိတ်မပူပါနဲ့ပါဟိုရေမီးဆုံးလေလီးခုံပါပဲအေးပါအေးပါမင်းတို့လူငယ်တွေပဲအာကိုရမှာပြပါဘီမကြခင်ဝင်ကြီးအတွက်အဝေးကွင်းဖွင့်ပွဲကိုဘေးရာစီစဉ်ပေးရပါတော့မယ် ဝင်းကြီးဘိုးတော်ဟာခေသူမဟုတ်ပါ သူ့ဝေးခွင်းဖွင့်ပွဲတွင်အတူတူကစားမဲ့ပြိုင်ဘက်ကတယောက်တည်းမဟုတ်ပါဘူးဘေးရာပေးခဲ့တဲ့အဗန်ထဲမှာမော်ရီမာလေး၃ယောက်သူတယောက်တည်းကစားမည်မဟုတ်သူငယ်ငယ်ချင်းဘိုးတော်တပွေပါပါပါသေးတယ်ဘေးရာကသူတို့နှစ်ယောက်အတွက်အင်းအားလန့်ရှိဆိုင်ဒီဇိုင်းတွေအားရှိစေမဲ့စေးစိန်အရများအမီးများစီစဉ်ပေးထားရပါတယ်ထို့မှာတဆင့်ဘေးရာအသင့်စီစဉ်ပေးထားတဲ့သူဗနာဘိုလ်ချုပ်ရွာမှခြံတို့သူတို့အားလိုက်ပို့ပေးရပါတယ် ခြံထဲမှာနှစ်ထပ်တိုက်ပြင်တော့ဂျေစာပြည့်တစားတစ်ပိုင်းမော်ဒယ်မာလေး၃ယောက်ကအစင်တယ်မှာငါဘွားခေါင်းမလုံနေရပါလားဝင်းချင်းနဲ့သူ့ဘွားတော့အာတူနာပိုချွေရရှိခြံထဲသို့ပို့ပြီးအပြန်တွင်ဘေးရာကိုကိုကိုသုံးသပ်မိလိုက်တဲ့အတွေ့ပါအဲ့ဒီနောက်ပိုင်းမှာတော့ဝင်းချင်းနဲ့ဘေးရာတို့တတွဲတွဲဖြစ်လာကြပါတယ်ထုံးစံအတိုင်းဟိုကိစ္စဒီကိစ္စမှန်သမျှလေဒီကဝင်းကြီးတည်တဲ့ခေါင်းကလေး ေးတာပဲရှာဖွေပေးပေါ့ကိုဗီရာကျမရီတာပါအော်ဟုတ်ကဲ့မရီတာရှင်မြန်မြန်လာခဲ့မှရမယ်အာဘာဖြစ်လို့လဲဗျဒီမှာမေယူဂျေမုံဟမ်မေယူဂျေမုံဘာဖြစ်လို့လဲမဟုတ်ဘူးအခုကျမတို့အေယာဆိုတဲ့လူရဲ့အခန်းထဲမှာရောက်နေတယ်ဟိုအဲ့ဒီလူပါဆက်မှာလဲအမြုပ်တွေထွက်လို့တတိမကတ်တော့ဘူးဟာဒါဟို ။ overdose ပဲ။မင်းကြည့်မို့ဖုန်းပေးလိုက်ပါမ။ Hello ။ကဲပါအောင်။ဒီမှာဘလို့ဖြစ်လဲမသိဘူး။သိတော့မယ်ထင်တယ်။စိတ်ကိုအေးထားပါမယ်ယူရဲ့။ငါအခုပဲလာခဲ့မယ်။သူ့ဘာကိုနာနာရိုက်ပေးတာ။တရိပ်မလဲစင်နဲ့ဖုန်းကို깟ထားတော့။ပြရာဖုန်းကိုဖွင့်ထားလျက်အောက်ထက်ရှိသူကားရှိရာသို့ကမန်ကရန်ပြေးဆင်းသွားပါတယ်။ကားဆက်နှိုးပြီးတဲ့နောက်တစုံတရာကိုတတိယမိသွားပါတယ်။မေယူမေယူ ဟုတ်ကဲ့ပဲမင်းရှိတယ်အေးစားစားရှင်ရင်းနေဖြော်ပဲပါဇက်ထဲရောက်အောင်ထည့်ထားဗေဒါစကားပြောရင်ကားကိုအမြန်မောင်းလာလိုက်ပါတယ်ဘန်းစိုးတမရှိတဲ့အရာကြီးအခန်းရှိသို့ရောက်တာနဲ့အမြန်ပြေးတက်သွားပါတယ်တကားကဟာထားပါတယ်အခန်းတစ်ခုလုံးအံဖက်များနေပါ ရေဒါကတော့ရန်ဒါနဲ့ထွက်ကမျက်နာလွှဲထားပါတယ်မေယူကျေးမုံကြီးပေါင်းပေါ်တွင်အရာကခေါင်းတင်ကအသက်ကိုခပ်ပြင်းပြင်းရှင်နေပါတယ်အစ်ပြေးလာညီမ စားတွေတော့ဖြောထိုက်လိုက်တော့သူပြန်အန်ထွက်လာပြီးတတိလဲလာတာပဲဘေရာကအေးအေးပါကိုသူ့လမ်းတစ်ဖက်ဖြင့်တဖြောင်းဖြောင်းရိုက်လိုက်ပါတယ်ဟဲ့ဟောဟဲ့ဟောမင်းစင်းုံသွားမှရမယ်မင်းစင်းဖြတ်မှရမယ်ဟဲ့ဟောဟမ်ငါပြောတာကြားလားဟမ်ဟောဟောဟုတ်ကဲ့ကိုဟောဟောကဲရောင်ဝင်လေးစေးပေါ်တော့မှငါအတိစေးဖြတ်ပေးတယ်စေးကန်းရှိတယ်အဲ့ဒီကိုတခါလေးခေါ်သွားစို့မင်းလမ်းလျှောက်လို့ရလား ရပါတယ်။ဘေရာဤမေယူဂျေမွန်ကအေးရကိုတစ်ဖက်စီမှတွဲလိုက်ပါတယ်။မယ်ရီတာတကားပေးပေးခဲ့ပါဗျာ။အေးရကိုဘေရာဤကားပေါ်သို့ပင်တင်လိုက်ကြပါတယ်။ဟုတ်မယ်ရီတာပြန်ချင်းပြန်ပါလား။ကျွန်တော်သူ့ကိုစိတ်ဝင်ပို့ပြီးတာနဲ့မေယူကိုလိုက်ပို့ပေးလိုက်ပါမယ်။ Okay လေယူတော့အဆင်ပြေတယ်ဆိုပြန်မယ်။ဘေကလေးကစိတ်ညစ်နေတာမသိရေဒါကကားပေါ်တကားပြန်မောင်းချသွားပါတယ်။ ဟာမယ်ရီတာကိုအားနာစရာကောင်းနေမေယူမင်းကဘယ်ကနေဘလို့ဒီကောင်းစီရောက်နေတာလဲမေယူသူ့စီကိုမြဲတမ်းရောက်တယ်ရောက်တိုင်းလဲကိုရာကမောင်းထုတ်တယ်မနေ့ကတော့မေယူကိုကောင်းကောင်းမွန်မွန်လက်ခံစကားပြောတယ်ပြီးတော့မေယူစီကတတောင်းကြည့်တယ်လေအဲ့ဒါနဲ့မေယူကတသိန်းထုတ်ပေးလိုက်တယ်ဟမ်တသိန်းဟုတ်လားဘေးရာကနောက်ကြည့်မှန်းထဲမှာတစ်စင်အေးရကိုကြည်လိုက်ပါတယ် မေယူကြည်ပေါ့ဟမ်နင်းကြောင့်ဒီကောင်တည်တော့မလို့ရှင်ဘာဖြစ်လို့လဲစေးသမားကိုသူစေးလိမ့်မယ်ဖို့ထပ်ပို့ပြီးတော့ငွေသွားပြီးတော့လောဘတွေတက်ပြီးအများကြီးတွယ်ထိုးတယ်ထင်တယ်ဟျောင်ရဟမ်ဟုတ်တယ်မဟုတ်လားအေယာကပြန်မဖြေနိုင်ပါဘူးတဆက်ဆက်နဲ့တုံနေပါတယ်မင်းပုံမှန် limit ထပ်ပို့တင်လိုက်တယ်မဟုတ်လားဟမ်ဒီတော့လေအေးရပဲအကိုရာငော ဝေးမာသာမင်းမင်းအကောင်မလေးကိုမင်းမြင်လားအဲ့ဒါမင်းညမပဲဟမ်သူခမသူ့ကို ခုမှလာတွေ့ရတာမင်းကတေသွားအီရောလောက်နေမင်းညမကိုမင်းဆောက်ရှောက်အောင်မယ်လရယ်ဟမ်အေးအသူပင်တွင်ပါလာတဲ့မင်းဦးကျေမုံကိုတစ်ချက်ကြည့်လိုက်ပါတယ်။မင်းဦးကျေမုံကြီးမျက်ဝန်းတွေမျက်ရည်ဦးကလေးများ တွဲလဲခုန်နေပါတယ်။အေးမင်းဦးနေရာလဲဘူးမတိပါမတိဒီစေးသမားစီချက်ချက်သွားဟမ်။သူတောင်းတာပေးနေနင်တက်လို့ဟိုကောင်းသိမ့်ပါ။မင်းဦးက မတိတာပဲဟုမယူဘဲမယူချင်မတန်တိမ်ဝင်သွားပါလေဘေရာကစက်မပြောပြတော့ပါဘူးရောင်ဝင်လေးစီအပေါ်ထက်ရှိစေကန်းတို့ရောက်တဲ့အခါဘေရာကသူ့အသည့်ပိုင်ရှင်ဆရာဝန်ကြီးနဲ့ဝင်တွေ့လိုက်ပါတယ်ဒီစေကန်းကဘေရာနဲ့မစိမ်ပါဘူးမစ္စတာလူသမီးကောင်းလေးဆေးဖြတ်တော့ကသူစရောက်ခဲ့ပြီးနောက်ပိုင်းမှာသူတို့အတိုင်းဝဲမှာဆေးဖြတ်ချင်းသူတွေကိုလိုက်ပို့ပေးနေကြပါ။ ဆရာဝန်ကြီးထံတေချာပြီးလိုအပ်တဲ့ကုန်ကျစရိတ်ကိုမေးကြည့်မှုကရှင်းပေးမယ်လို့ဆိုပါတယ်။အေးအတွက်တည်တံ့အခန်းတစ်ခန်းကိုလည်းစီစဉ်ပေးပါတယ်။မေယူပြန်ကြစို့ရှင်းပြန်မယ်ဒီကောင်နင်းကိုလို့နင်းကတကယ်သဘောထားနေသေးတာလားဟမ်ဟိုနင်းကနင်းကိုလက်ခံတွေ့တယ်ဆိုတာသူစေးဖို့လို့လို့တွေ့နေတာဒီကောင်လူဆိုးလူမှာအလကားကောင်သူ့ထားခဲ့တော့နင်းတောင်းဝင်ကြည့်ပြီး ဘေရာက AI မျက်နှာကိုမကြည့်ဘဲစကားများဆက်တိုက်ပြောချလိုက်ပါတယ်။မေယူချေမို့ဟမ်ကို့အတိမတ်မပြုတ်ပဲစေးလုံးမှာဖတ်မလို့တဲ့ဒီလိုကောင်အတွက်ကို့အချိန်လို့အကုန်ခံအောင်မလို့လားဟမ်ဘေရာမတ်တက်ထားရလိုက်ပါတယ်။မေယူချင်းမုံလည်းမတ်တက်ရိုက်လိုက်ပါတယ်။ဘေရာကလှဲ့ထွက်သွားပါတယ်။ကိုဘေရာကျွန်တော်တောင်းပန်ပါတယ်။ဒီဟာမြန်မာလေးကိုလည်းတောင်းပန်ပါတယ်။ လူမကြီးအရာတွေမျက်ရည်စာများနေပါဖြော်နေတဲ့သူနှကမ်းများကတဆက်ဆက်တုံနေပါတယ်မေယူကျိမုံကအေးအိုင်နှပေးတို့ပြန်ရောက်သွားပါတယ်ကိုကြီးအေးရဒီစင်းကိုရအောင်ဖြတ်ပါပြီးရင်လူစိုးလူမိုက်ဘွားတွေကပါရုံထွက်ပါဘာဖြစ်ဖြစ်ညမကူညီပေးမယ်လေအေးရကဘာမှပြတ်မဖြေပါဘူးမေယူကျိမုံကြီးမျက်နှာကိုသာစိုက်ကြည့်နေပါတယ်အေးရကိုစိုးမြက်ကမင်းကိုစောက်ရှောက်ပေးဖို့ငောက်မှသွားတယ်အေး ငါကိုဆိုးမြတ်ကိုမကဲတင်နိုင်လိုက်ပေမဲ့ပေးခဲ့တဲ့ခရီးကိုတော့တည်ကျင်တယ်။မင်းငါစီမှာလှုပ်လှုပ်လား။မလှုပ်ဘူး။ဘာလို့လှုပ်ရမှာလဲ။ဗေဒာကပတ်ခနဲပြန်ပြောလိုက်သူကမေယူဂျေမောကမေယူကိုကိုရှင်တို့ရဲ့မကောင်းတဲ့အလုပ်တွေနဲ့ဘာကိစ္စမေယူကထဲ့ရမှာလဲ။သူ့ကိုမေယူခေါ်သွားမယ်။မေယူကိုကိုမေယူခေါ်သွားမယ်။ ဇက်ဇက်ကျဲပုံစံလေးဖြစ်သွားတဲ့မေဥကျေမုံပုံစံကိုပေးရပင်မျက်လုံးပြူသွားပါတယ်။ထိုချိန်တွင်အခန်းတကာခောက်တန်ကြပြီးဆရာဝန်နှင့်သူနာပြူများဝင်ချလာသဖြင့်သူတို့စကားပြောလက်စာများရပ်တန့်သွားပါတယ်။မင်းကိုမင်းတကယ်ကဲတင်နိုင်မလို့မင်းထဲလား။အပြန်လန်းတွင်ဖြစ်ပါတယ်။ပေရ ాయి ပြောစကားကိုမေဥကျေမုံကပြန်မဖြေပါဘူး။အေးမင်းနေရလေ။မင်းလူတွေအကြောင်းမင်းဘယ်လောက်သိလဲမေဥကျေမုံ။ဟမ်။နောက်ပြီး ဒီလောကရဲ့အလူတွေကြောင်းမင်းဘယ်လောက်တည်လဲဟမ်အဲ့ဒါတွေမေယူတည်စရာမလိုဘူးတည်လည်းမတည်ချင်ဘူးမေယူတည်တာမေယူကိုမေယူဒီလိုလူဆိုးလူမဲ့ဘဝထဲမှာမထားခဲ့ချင်ဘူးအဲ့ဒီလူတွေဘဝဟာဘယ်တော့မှ အဆုံးသက်ကောင်းမှာမဟုတ်ဘူးလူတွေပေါ်မှာလက်နက်အားကိုအုပ်စုအားကိုနဲ့အနိုင်ကျင့်ကောင်းမှုဖြတ်နေတတ်တဲ့လူတွေကိုမေယူမုန်းတယ်မေယူချစ်တဲ့သူတွေကိုအဲ့ဒီလူတန်းစားတယ် မပါစေချင်ဘူးမင်းကြီးမစကားကြောင့်ပေးတာပါငိုင်းစင်းသွားရပါတယ်ဘေး sorry ပါမင်းဦးစကားကဘေးကြီးကိုထိခိုက်သွားရင် ပြီးတော့ဘေးကြီးကိုလည်းဒီလိုလူမိုက်ဂိုင်းစတာဘွားမျိုးမင်းမမြင်ချင်ဘူးဘေးကြီးကိုလည်းမင်းဦးထိုးချင်းတွင်အရှိမကားတစီကပိတ်ကားပေါင်းနေသဖြင့်ဘေးရာကဟွန်တီလိုက်ပါတယ်ကလမ်းဖယ်မပေးပါဘူးလက်ကင်ဖုန်းဝင်လာပါတယ် ေရာကလက်တစ်ဖက်ဖြင့်ဖုန်းကင်လိုက်ပါတယ်။ပေးတာငါတန်ချောင်းပါ။တန်ချောင်းဇီဝိုင်းဆိုင်ရာကိစ္စများကင်တွဲရသည်ထောက်လိုင်းအရာရှိ။အော်ကိုတန်ချောင်းပြောမင်းကရှိမှပိတ်မောင်းနေတာငါ။ဟာဟေးလူဒီချိန်တော့ဆရာကောင်းတဲ့ချိန်မဟုတ်ဘူးနော်။ဟုတ်ပါဘူး။မင်းစီကငါတို့အကူအညီတောင်းစရာရှိလို့ပါ။အကူအညီတောင်းစရာရှိတယ်ဆိုလေခဏဒီမှာတောင်းပါ။ကျွန်တော်မှဧည့်သည်ပါလာတော့ ်သူ့ကိုသွားပို့အောင်မေမေယူကြေးမို့မဟုတ်လားအာဟုတ်တယ်လေခင်ဗျားတို့ဆီယမရီဒါရင်ကိုသွားပို့ပါမှာဟိုလိုက်ရင်ရတော့လိုက်ခဲ့ပေါ့ပေးတာပေးတာမင်းကခြေလန်းတွေတွက်ချက်အကက်တွေကောင်းချက်ပေါ့ဟမ်အေးပါအေးပါပြန်တန်သလောက်တော့ပြန်ပါမောင်းမေးတာရဲ့တန်ချောင်းပုံစံကချင်းချောက်တလူလူထင်းငော့တလူလူဖြစ်နေတဲ့ဖြစ်ပေးတာတိတ်မကြိုက်ချင်ပါဘူး ဘေဒါကတန်ချောင်းဤကားကိုဟွန်းတုံးချက်ဆင့်တီးလိုက်သဖြင့်ဘေးသို့ဖယ်သွားပါတယ်။အဲဒါပေမဲ့ကားမန်ကိုခြားကဆက်ပြဲပြဲပြုံးပြတဲ့တန်ချောင်းမျက်နှာကိုမြင်လိုက်ရပါတယ်။ဘေဒါကမေယူဂျေမွန်ကိုရီတာဤအိမ်ရှိတွင်ကာရက်ပေးလိုက်ပါတယ်။အေးအားစီကိုမနှက်ပြန်သွားရင်ငါလာခေါ်ပေးမယ်မေယူ။ရှားပါတယ်။ဘေးမအားလဲမေယူကိုဘသာကိုတွားလိုက်ပါမယ်။ဘေးဒါကိုဟာကိုခူးဆိုင်ပါ။ တန်ချောင်းနဲ့ဖုန်းပြောပြီးနောက်ဘေရာမျက်နှာမကောင်းသည်ကိုမင်းယူချင်မုံတတိထားမိတဲ့ဟန်ပါဘေရာကကားကိုပြန်ခွေပြီးထွက်လိုက်စဉ်လမ်းတော့တွင်ချက်ထားတဲ့တန်ချောင်းဤကားကိုတွေ့လိုက်ရပါတယ်ဘေရာကကားကိုရက်လိုက်ပြီးတန်ချောင်းစီသို့ရှောက်သွားလိုက်ပါတယ်ဟေ့လို့ခမကျုံနောက်ကိုဘာလို့ဒီကောက်ကောက်လိုက်နေတာလဲဟမ်ပြောပြီးပြီးရောမင်းကိုအကူကြီးတောင်းလို့ပါဆိုပါလေဗျာအဲ့ဒါဆိုလဲကောင်းမွန်မွန်ဖုန်းဆက်ပြောလေ ကားရှိကပိတ်မောင်းတာနဲ့နောက်ကလိုက်ရတာနဲ့ဘေးကမျက်လုံးကစားလိုက်စဉ်တန်ချောင်းဤကားနောက်ခန်းတွင်နောက်ထပ်အရာရှိပုံစံဖြင့်နှစ်ဦးကိုပါတွေ့လိုက်ရပါတယ်ထိုအရာရှိနှုတ်နှစ်မှတဦးမှာသူ့အားစစ်ကြောရဲတွင်စစ်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ကြောင်းဘေးကတတိထားမိလိုက်ပါတယ်ထောက်လိုက်ပြမကသူ့ထံသို့ဦးတည်နေပြီဖြစ်ကြောင်းဘေးကရှိန်မိလိုက်ပါတယ်ကဲပြောကျုပ်ကပါကူညီရပါလေတခြားတော့မဟုတ်ပါဘူး မင်းနဲ့တတွဲတွဲဖြစ်နေတဲ့စက်မှုဝင်ကြီးရဲ့သူတော်တော်နေတတ်တဲ့သူဝနာဘူချုပ်ရွာကနှစ်ထပ်တိုက်လေးတလုံးကိစ္စရပေါ့ကွာဒီလောက်ဆိုမင်းသဘောပေါက်ပါလေမိသား